ကဲခရစ်ချန်ဘာသာရဲ့နှစ်ပေါင်း2000ကျော်တမိုင်းကိုကြည့်လိုက်ရင်လေတကယ့်ကိုမယုံနိုင်စရာဇလံကြီးတစ်ခုပါပဲဒီနေ့မှာတော့အဲ့ဒီတမိုင်းကိုပုံဖော်ခဲ့တဲ့အဓိကအလက်ပြောင်းကြီး၅ခုအကြောင်းကိုတစ်ခုချင်းစီပြောပြသွားပါမယ်စဉ်းစားကြည့်လေရောမအင်ပါယာရဲ့ပြည်နယ်လေးတစ်ခုမှာလူနည်းစုလည်းပဲယုံကြည်ခဲ့တဲ့ဘာသာတရားတစ်ခုကနေဒီနေ့ကမ္ဘာပေါ်မှာလူယုံကြည်မှုအများဆုံးဘာသာတရားကြီးတစ်ခုဘလူဖြစ်လာခဲ့တာလေအဲ့ဒါတော်တော်စိတ်ဝင်စားစရာကောင်းတယ်မေခွန်းနော်ဆိုတော့ အခုပြောပြမယ်အတွင်ကူးပြောင်းမှု၅ခုကအဲ့ဒီမေကုံးရဲ့အဖြေပါပဲတဆင်ချင်းကြည့်ရကြအောင်ဟုတ်ပြီပထမဆုံးအတွင်ကူးပြောင်းမှုကိုအရင်ကြည့်ရအောင်အဲ့ဒါကတော့ဂျူဘာသားရဲ့ဂိုင်ခွဲလေးတစ်ခုအဖြစ်ခက်နေတီးခြားယုံကြည်မှုတစ်ခုအဖြစ်ကိုပြောင်းလဲထွက်လာပါပဲအခြားပိုင်းမှာခရစ်ယာန်ဘာသာဆိုတာဘာသာအတိဆက်ဆက်တစ်ခုမဟုတ်ခဲ့ဘူးလေပထမရာစုဂျူဘာသားတွေကလုံရှားမှုတစ်ခုအနေနဲ့ပဲစခဲ့တာပါပထမရာစုကအဓိကဖြစ်ရတဲ့ကိုကြည့်လိုက်ရင်တီးပြောင်းလဲဘလို့စခဲ့လဲဆိုတာမြင်သာပါတယ် အစတော့ယေရှုရဲ့သာသနာပြုခရီးဟာအစ္စရေးမျိုးတွေကပျောက်လွင့်နေတဲ့တိုးတွေကိုပဲအဓိကထားခဲ့တာကိုဒါပေမဲ့အေဒီကွန်စီမှာဂျေရုရှလင်ဝိပုကျောင်းတော်ကြီးကိုယောမတွေကဖျက်ဆီးလိုက်တဲ့အခါမှာတော့ဒါတကယ်ကိုအလဲပြောင်းကြီးတစ်ခုဖြစ်သွားခဲ့တယ်။အဲ့ဒီနောက်ပိုင်းမှာယုံကြည်မှုရဲ့ဗဟိုချက်ကဂျေရုရှလင်ကနေအန်တီယိုလိုမျိုးကြီးတွေစီကိုရောက်သွားပြီးအရေးကြီးဆုံးကတော့ဂျူးလူမျိုးမဟုတ်သူတွေအကြောက်ပါတကားဖွင့်ပေးလိုက်တယ်လို့ဖြစ်သွားတာပါပဲ။အဲ့ဒီမှာအဓိကစကားရည်လူဘွားကြီးတစ်ခုထစ်လာတယ် ဘာလဲဆိုတော့ဒူးမဟုတ်တူဒီအိုအဖွဲ့ဝင်အဖြစ်ဘလို့လက်ခံမလဲဆိုတဲ့ကိစ္စပေါ့တဖက်ကဂျူးခရစ်စတန်တွေရဲ့အစဉ်လာတိုင်းဥပဒေတွေကိုလိုက်နာခိုင်းမလားဒါမှမဟုတ်တမန်တော်ရှင်ပေါလုရဲ့အမြင်အတိုင်းပဲလားနောက်ဆုံးမှာတော့ရှင်ပေါလုရဲ့အမြင်ကပဲအနိုင်ရသွားခဲ့တယ်ဆိုလိုတာကကျူးမဟုတ်တူလေအနေနဲ့မောရှိရဲ့ပြည်ညတ်တော်လေးကိုလိုက်နာစရာမလိုတော့ဘူးခရစ်တော်ကိုယုံကြည်ခြင်းကတည်းကအဓိကဖြစ်သွားတယ်။ဒီဆုံးဖက်ချက်ကတကယ်ကိုအရေးပါခဲ့တယ်။ဘာလို့လဲဆိုတော့ဒါဟာယောမကဘာတစ်ခုလုံးစီကိုခရစ်ယာန်ဘာသာပြန်ပွားဖို့တကောက်ဖွင့်ပေးလိုက်တာနဲ့အတူတူပါပဲ။ ကဲဒုတိယအလေးအပြောင်းကြီးစီသွားကြရအောင်ဒါကတော့ဧကရမင်းရဲ့ဘာသာတစ်ထလာခြင်းပါပဲစဉ်းစားကြည့်ပါဦးရာစုနှစ်ပေါင်းများစွာခရစ်ယာန်တယောက်ဖြစ်ရတယ်ဆိုတာအသက်နဲ့ရင်းရတဲ့ကိစ္စဖြစ်ခဲ့တယ်အမြဲတမ်းဖြစ်နေခံပေါ်ရမှာနေခဲ့ရတာအဲဒီကနေဘသူနာမထင်ခါတဲ့အလေးအပြောင်းတစ်ခုနဲ့အတူအာနာရဲ့ဘောအချက်မစီကိုတန်ပြီးရောက်သွားခဲ့တယ်ဆိုတော့တတော်ကိုအံ့ဩစရာကောင်းတဲ့ပြောင်းလဲကြည့်ပါပဲဟုတ်ပါရင်နှစ်ပေါင်း300လောက်နီးနီး ခရစ်ယာန်တွေဟာအချိန်မရွေးနေဆက်ညီမခံရနိုင်တဲ့အခြေအနေမှာနေခဲ့ရတာ။ဘာလို့လဲဆိုတော့သူတို့ကယောမဖျားတွေကိုကိုကိုွယ်ဖို့ငင်းဆန့်ခဲ့လို့လေ။အဲ့ဒီတဲ့သူတို့ကိုဖျားမရှိဘူးဆိုတဲ့ဖျားမဲ့ဝါတွေအဖြစ်ဆွဆွခံရသည်ရဲရဲဆက်ဆက်တပြက်တာတွေတောင် ရှိခဲ့တယ်။ယောမအိမ်ပါရတဲ့အမြင်မှာတော့ဒီဘာသာတစ်ကသူတို့ရဲ့အစင်လာနဲ့အာနာကိုချင်းချောက်နေတဲ့အန္တရာယ်တစ်ခုလို့ဖြစ်နေကြတာပေါ့။အဲ့ဒီအချိန်ကယောမအင်ပါယာကြီးကလေတော်တော်လေးကိုကမောက်ကမောက်ချီနေတဲ့အချိန်မှာ အင်ပါယာကအကြီးကြီးဆိုတော့တယောက်ထန်းနဲ့အုပ်ချုပ်လို့မနိုင်တော့ဘူး။ဒါကြောင့် Tetra Key လို့ခေါ်တဲ့ Agra ၄ရောက်ပူတော့အုပ်ချုပ်တဲ့စနစ်ကိုတုံးနေရတယ်။အဲ့ဒီလိုနိုင်ငံရေးမတည်ငြိမ်မှုတွေရှုပ်ထွေးမှုတွေကြားထဲကနေပဲသမိုင်းတစ်ခေတ်ကိုပြောင်းပြင်မဲ့လူတယောက်ထုတ်ပေါ်လာခဲ့ပါတယ်။အဲ့ဒီပုဂ္ဂိုလ်ကတော့ Agra Constantine တိုင်းပါပဲ။သူခရစ်ယာန်ဘာသာကိုကူးပြောင်းလိုက်ပြီးနောက်မှာဘာသာကိုတရားဝင်အဖြစ်အတိမတ်ဖြုတ်ပေးရုံတင်မဟုတ်ခဲ့ဘူး။သူ့မှာပိုကြီးတဲ့ရီမန်းချက်ရှိရဲ့။အဲ့ဒါကတော့ Empire ကြီးတစ်ခုလုံးတင်ငင်ဖို့အတွက် ဘာသာရေးရစီလုံးညီညွတ်မှုရှိဖို့လိုတယ်ဆိုတာကိုသူကောင်းကောင်းနားလည်ထားတာပဲ။ဒါကြောင့်သူကအငင်းပွားမှုတွေဖြစ်လာရင်ကြားကန်နေဝင်ပြီးညှိနှိုင်းပေးတယ်။အတင်းတော်ကိုယ်တိုင်ကပဲဘာကအမှန်လဲဆိုတာကိုဆုံးဖြတ်ပါစေဆိုပြီးအခွင့်အရေးပေးခဲ့တာပါ။ဒါတကယ်ကိုမယုံနိုင်စရာအပြောင်းလဲကြီးပဲလေ။စဉ်းစားကြည့်တချိန်ကဒီဘာသာကိုအမြင့်ပြတ်ချေမွန်းဖို့ကြိုးစားခဲ့တဲ့ Empire ရဲ့အကြီးအကဲကိုအိုင်က အခုလိုအတင်းတော်စီလုံးညီညွတ်ရေးအတွက်ရှေ့ဆုံးကနေဦးဆောင်နေပြီ။ AD 295မှာဆိုရင်ခွေးတော်ရဲ့ဖျားဖြစ်ခြင်းနဲ့ပတ်သက်တဲ့အငင်းမွားမှုကိုဖြေရှင်းဖို့နေကိုကောင်စီကိုတကိုယ်တိုင်ဦးစီးပြီးခေါ်ယူကျင်းပခဲ့တဲ့အထီးပဲ။ဟုတ်ပြီ။နောက်တစ်ဆင့်ကိုဆက်သွားရအောင်။တတိယအသွင်ကူပြောင်းမှုကတော့ပုတ်ရဟမင်းကြီးရဲ့အာဏာတပြေးပြေးကြီးထွားလာတာပါပဲ။အနောက်ယောမ Empire ကြီးပြိုကွဲသွားတဲ့အခါမှာနိုင်ငံရေးအာဏာလေဟာနဲ့ဖြစ်သွားတယ်။အဲ့ဒီအချိန်မှာယောမမျိုးမှာအာဏာဗဟိုချက်အသစ်တစ်ခုပေါ်လာခဲ့တယ်။ ဒါပေမဲ့အရင်ကလိုစစ်အင်အားနဲ့တိဆောက်တဲ့ empire မဟုတ်ပဲယုံကြည်မှုကိုအခြေခံတဲ့ empire တခုပေါ့ဒီပေါ်ရမင်းကြီးရဲ့အာဏာကတညတည်းနဲ့ရလာတာတော့မဟုတ်ဘူးရာစုနှစ်နဲ့ခြေပြီးခြေလန်းတလန်းချင်းတိဆောက်ခဲ့ရတာအစပိုင်းမှာတော့ယောမမျိုးရဲ့ဖုံးတော်ကြီးဟာတခြားတန်းတော်တွေရဲ့အငင်းပွားမှုတွေကိုဝင်ပြီးဖြန့်ဖြေပေးတဲ့ကြားရုံအနေနဲ့ပဲစားခဲ့တာနောက်ပိုင်းပေါ်ရမင်းကြီး Leo the First လက်ထက်မှာတော့တမချန်းစာကိုကိုးကားပြီးပေါ်ရမင်းကြီးဟာတမန်တော်ရှင်ပေထူရဲ့အရာရာကိုစက်ခံသူဖြစ်တဲ့ဆိုတဲ့ theory ကိုတိဆောက်ခဲ့တယ် အဲ့ဒီကနေတဆင်အဒီရှေ့ရမှာဆိုရင်ဧကရရာလမင်းကိုယောမဧကရအဖြစ်တရားဖူးဆောင်ပြနိုင်တဲ့အထိအာနာကကြီးမလာခဲ့တယ်။ဆိုလိုတာကပုံရမင်းကြီးဟာဖယင်းတွေကိုတော့အာနာအနှင်းနိုင်တဲ့သူဖြစ်လာတာပေါ့။နောက်ပိုင်းဂရီဂိုရီယန်ပြုဖြင့်ပြောင်းလဲရေးတွေမှာဆိုရင်လောကဖယင်းတွေထက်အထင်းတော်ရဲ့အာနာကပိုမြင့်တယ်ဆိုပြီးအခိုင်အမာရက်တည်လာခဲ့ပါတယ်။အဒီခီရဲ့အဓိကပဋိပက္ခကတော့ investiture controversy လို့ခေါ်တဲ့အာနာလွန်ဆွဲပွဲကြီးပါပဲ။ရှင်းရှင်းလေးပြောရရင်ဘသူကအဓိကအာနာပိုင်လဲဆိုတာကိုအပြိုင်ကျဲကြတာ။ ဖယံလားပုတ်ရဟမင်းကြီးလားအထူးသဖြင့်ဖုံးတော်ကြီးလိုမျိုးဘာသာရေးရာထူးတွေကိုဘသူကခန့်အပန်ခွင့်ရှိတဲ့ဆိုတဲ့အချက်ပေါ်မှာအကြီးကျယ်သဘောထားကွဲခဲ့ကြတာပါကဲအခုစတရိုထမြောက်အသွင်ခူးပြောင်းမှုစီရောက်လာပါပြီဒါကတော့ခရစ်ယာန်လောကကြီးရဲ့စီးလုံးညီညွတ်မှုတစ်ဆစီပျော်ကွဲထွားတဲ့အချိန်ကာလပါပဲနှစ်ပေါင်းတစ်ထောင်လောက်တစုတစီတဲ့ဖိခဲ့တဲ့အနောက်တိုင်းခရစ်ယာန်ကပ္ပကြီးဟာအကြီးအကျယ်အက်ကွဲထွားတော်မယ့်အချိန်တွေကိုရောက်လာခဲ့ပါတယ် ဒီမုံတိုင်းကိုစတင်ခဲ့တဲ့သူကတော့အားလုံးသိကြတဲ့အတိုင်းဂျာမန်ဘုံတော်ကြီးမာတင်လူတာပါပဲသူကအတင်းတော်ရဲ့အလိအထက်တချို့အထူးတချင်အပိလွချင်းလက်မှတ်တွေရောင်းချတာလို့ကိစ္စတွေကိုဘာသာရေးအမြင်နဲ့ဖင်းဖင်းထန်ထန်ဆင်ခေါ်ခဲ့တဲ့အဲ့ဒီကနေစပြီးပရိုတက်စတန်ဘာသာပြုပြင်ပြောင်းလဲရေးဆိုတဲ့မိတော့ကြီးကဟုံးကနေထတော်လာတော့တာပါပဲဒီနေရာမှာသူတို့ရဲ့အဓိကသဘောထားကွဲလွဲမှုတွေကိုကြည့်လိုက်ရင်တော်တော်လေးရှင်းပါတယ်ယိုမန်ကက်တလီအတင်းတော်နဲ့ ပရိုတက်စတန်ပြုပင်ပြောင်းလဲရေးဓမ္မလေကြာကအဓိကကွာခြားချက်သေးပေါ့ဥပမာကဲတင်ချင်းဆိုတာယုံကြည်ခြင်းတစ်ခုတည်းနဲ့ပဲရနိုင်တာလားဒါမှမဟုတ်ကောင်းမှုကုသိုလ်တွေပါလိုအပ်သေးလားအမြင့်ဆုံးအခွင့်အနာကတမချန်စာမှာပဲရှိတာလားဒါမှမဟုတ်အတင်းတော်ရဲ့အစင်လာနဲ့ပုံရဟမင်းကြီးစီမှာပါရှိနေတာလားနောက်ပြီးတော့ယုံကြည်သူတိုင်းဟာဖျားသခင်နဲ့တိုက်ရိုက်ဆက်သွယ်နိုင်တယ်လားဒါမှမဟုတ်ဖုန်းတော်ကြီးတွေကဈာခအနေနဲ့လိုအပ်သလားဒီလိုအခြေခံကြတဲ့မိခုံးကြီးကပဲအတင်းတော်ကိုနှစ်ချက်ကွဲစေခဲ့ပြီးဥရောပရဲ့သမိုင်းကိုပါပြောင်းလဲဖြစ်ခဲ့တာပါ ဒီပြုပြင်ပြောင်းလဲရေးအောင်ငင်သွားတာမှနောက်ွယ်ကအ धिक တွန်းအားတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့အသစ်ထွက်ပေါ်လာတဲ့ပုံနှိပ်ဆက်နီးပညာပါပဲ။ဒီနီးပညာကြောင့်မာတင်လူသာရိုရဲ့အသွေးအိုခေါ်တဲ့စာရွက်စာတမ်းတွေဟာအရင်ကနဲ့မတူပဲအများကြီးမြန်မြန်ဆန်းဆန်းပြည့်နှံ့သွားနိုင်ခဲ့တယ်။အရေးကြီးဆုံးကတော့လူသာဘာသာပြန်ထားတဲ့ဂျာမန်တမန်ကျန်းစာကိုတာမန်ပြည်သူတွေကသူတို့ရဲ့ကိုယ်ပိုင်ဘာသာစကားနဲ့ပထမဆုံးအကျင့်ဖတ်ရှုနိုင်ခွင့်ရသွားတာပါပဲ။ဒါတကယ့်ကိုတော်လန်ရေးတစ်ခုလိုပါပဲ။ ကဲနောင်ဆုံးနဲ့ပင်စမမြောက်အသွင်ကူးပြောင်းမှုစီရောက်လာပါပြီဒီတစ်ခုကတော့သမိုင်းဆောင်အုပ်ထက်ကအကြောင်းအရာမဟုတ်တော့ဘူးအခုမျက်မှောက်ခင်မာတင်ဖြစ်ပျက်နေတဲ့အပြောင်းလဲကြီးတစ်ခုပါဒါဟာခရစ်စန်ဘာဒါရဲ့နှစ်တထောင်သမိုင်းမှာအကြီးမားဆုံးလူဦးရေဆန်ရရွှေပြောင်းမှုကြီးတစ်ခုလို့တောင်ပြောလို့ရပါတယ်ဒီအပြောင်းလဲကတကယ်ကိုမျက်စိရှိမှတင်တိတိတတ်တထိသွားတာပါရာစုနှစ်တစ်ခုကျော်လေးအတွင်းမှာပဲခရစ်ယန်ဘာသာရဲ့ဗဟုချက်က ကပားမြောက်ချမ်းကနေကပားတောင်ချမ်းကိုလုံးဝပြောင်းရွှေ့သွားခဲ့တယ်။ကင်ကနန်နဲ့ပြောရရင်1900ပြည့်နှစ်တုန်းကကပားခရီးရန်အလုံးရဲ့80%လောက်ကဥရောပနဲ့မြောက်အမေရိကမှာရှိခဲ့တာ။အခုချိန်မှာတော့ပြောင်းပြန်ဖြစ်သွားပြီး69%လောက်ကအဖရိကအာရှနဲ့လက်တက်အမေရိကမှာရှိနေတာပါ။တကယ်ကိုအကြီးကျယ်ပြောင်းလဲမှုကြီးပါပဲ။ဤထဲမှာမှအာရိကတိုက်ကဒိုးတနုံကတော့အမခန်းပါပဲ။တကယ်ကိုပောက်ကွဲလို့ဒိုးတက်လာတာ။ တထောင်ကွယ်ရပြည်နှစ်တုံးကအာဖရိကလူဦးရေရဲ့900ရာခိုင်နှုန်းလောက်ပဲခရီးရန်ဖိခဲ့တာကနေ2009ခုနှစ်ရောက်တော့46ရာခိုင်နှုန်းအခီကိုခုံတက်သွားခဲ့တယ်။ဒီနိုးအတိုင်းသာဆိုရင်အခုအချိန်မှာပိုတော်မြန်နေလောက်ပြီ။ဒီတိုးချက်မှုကပဲကဘာခရီးရန်ဘာတိုင်းရဲ့ပုံရိပ်ကိုအသိပြန်လဲရေးဆွဲနေတာပါ။ဒါပေမဲ့ဒီအပြောင်းလဲကလူဦးရေနဲ့ပထဝီပင်အနေအထားပြောင်းသွားတာတခုတည်းတော့မဟုတ်ဘူးနော်။သူနောက်မှာယောင်ကြည်မှုပုံစံတွေပါပြောင်းလဲလာတာကိုတွေ့ရတယ် Pentecostalism လိုမျိုးလှုပ်ရှားမှုတွေထွန်းကားလာတယ်။အနောက်တိုင်းဂိုင်းကနာတွေနဲ့လုံးဝအမသက်ဆိုင်တဲ့အာဖရိကသားတွေကိုယ်တိုင်ဦးဆောင်တဲ့အသင်းတော်တွေအများကြီးပေါ်ပေါက်လာတယ်။သူတို့ကသာသနာဖြူလုပ်ငန်းနဲ့အတိုက်အဝန်းတည်ဆောက်ရေးကိုပို့ပြီးအလေးပေးကြတယ်။ယပုယဖြစ်တော့အနောက်တိုင်းကအသင်းတော်တို့များများထက်ဘာသာရေးနဲ့လူမှုရေးနဲ့အမြင်မှာပို့ပြီးတော့ရှေးဥစားနဲ့ပေါ်ပေါထားမျိုးရှိတတ်ကြပါတယ်။ဒါတွေကိုကြည်ချင်းအဖြစ်အထူးကနားလဲရမယ့်အချက်ကတော့ခရစ်ယာန်ဘာသာဆိုတာ ကျောက်တိုင်လိုမပြောမလဲတီရှိနေတာမျိုးမဟုတ်ပဲမြဲတဲ့အသွင်ပြောင်းလဲနေတဲ့ရှင်သန်ရဲ့ဇလန်တပုတ်လိုပါပဲဒီတော့နှစ်ပေါင်းနှစ်ထောင်ကျော်အတွင်းမှာအခုလိုအသွင်ကူးပြောင်းမှုကြီး၅ခုကိုဖျက်ဆီးခဲ့ပြီးပြီဆိုတော့နောက်ထပ်၆ခုမြောက်အသွင်ကူးပြောင်းမှုကြီးကတော့ဘာဖြစ်လာနိုင်မလဲဒါကတော့ကျွန်တော်တို့အားလုံးအတွက်စိတ်ဝင်စားစရာကောင်းတဲ့တွေးစရာမိကုန်တစ်ခုဖြစ်ကြံခဲ့တာပေါ့